โอเคအားလုံးမင်္ဂလာပါဒီနေ့ TPU လေးထဲမှာတော့ Facebook profile ကပါကိုချိန်တဲ့အခါမှာကိုယ့်ရဲ့သူငယ်ချင်းတွေမသိအောင်ဘယ်လိုချိန်ရမလဲဆိုတာကိုဒီနေ့ TPU လေးထဲမှာပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့လဲလို့ကြည့်အောင်ပထမဆုံးကျွန်တော်တို့ Facebook ဝင်လိုက်ပါပေါ့နော် Facebook ကိုရောက်ပြီဆိုရင်ကိုယ့်ရဲ့ profile သွားပါမယ်โอเคเนาะကျွန်တော်ကဒီမှာဒီနောက်ခံ့ ာပါကိုချိန်ပြပေးမှဖြစ်ပါတယ်။အဲ့တော့ချိန်မှဖြစ်နေတဲ့အတွက်ဒါလေးကိုပုံလေးအချက်ထောက်လိုက်ပါတော့။ပြီးရင်တော့ဒီမှာ upload photo လေးကိုတစ်ချက်နှိပ်ပါ။ upload photo လေးနှိပ်ပါမှာပေါ့နော်။ဟုတ်ပြီ။အဲ့မှာကိုချိန်ကျင်တဲ့ပုံကိုကျွန်တော်ရွေးလိုက်မှာပေါ့နော်။ကျွန်တော်ကဒီမှာဒီပုံလေးထည့်မှဖြစ်နေတဲ့အတွက်အဲ့တော့ပုံအားရပြီဆိုရင်ဒီမှာတစ်ချက်တော့ပုံလေးကိုနေရာချလိုက်ပါတော့ချပြီဆိုရင်တော့ ကိုကကိုရဲ့တုံငယ်ချင်းတွေမသိစေချင်ဘူးဆိုရင်ဒီအောက်နာမှာရှိနေဒီမှာမဟုတ်ဘူးနော်အဲ share your update to new face ဆိုတာလေးကိုအင်းဒီအရီမှာသူကအမှတ်ချက်ဝင်နေလဲမယ်နော်ကိုရဲ့တုံငယ်ချင်းတွေကိုမသိစေချင်ဘူးဆိုရင်ဒီနေရာမှာအမှတ်ချက်လေးဖြုတ်လိုက်ပါကဲလို့ကိုရဲ့တုံငယ်ချင်းကိုအဲကိုကိုချင်းလိုက်တာကိုရဲ့တုံငယ်ချင်းလေးကိုသိစေချင်နေဆိုရင်တော့အမှတ်ချက်လေးထည့်လိုက်ပါဘောနော်အဲ့တော့ကျွန်တော်ကမသိစေချင်ဘူးဆိုရင်ဒီမှာ အမကြီးလိုဖြုတ်ပါမယ်ဖြုတ်ပြီးတော့ဒီမှာအပေါ်တော့နာမှာရှေ့ဆိုတာလေးရှိတယ်အဲ့တော့ရှေ့လိုက်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရပြီနော်ဒီမှာသူ upload လုပ်နေနော် okay ဟဲ့ကွာမရသေးဆိုဒီလိုရအောင်နည်းနည်းဆွဲချလိုက်နော်တော့ချင်းဝါလိုက်မယ်ဒါဆိုရင်ကိုချင်းလိုက်တာကိုကိုရဲ့တငွေကြီးနေမသိပါဘူးဟုတ်ပြီနော် okay အဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲမရှိလို့အားလုံးလိုက်လို့ရမယ်လို့ထင်ပါတယ် ကျွန်တော်ရဲ့ video လေးကို channel တက်လဲဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးထားကြပါနောက်ပြီးတော့ facebook မှာလည်းအဲ follow လေးလုပ်ပြီးထားကြအောင်မမေ့ရနော်အားလုံးကိုကျေးဇူးတင်ပါတယ်